ယခုမြင်တွေ့ရတာကတော့ရန်ကုန်ရှိပိုင်း KI ဒီကုမြို့တိအရှိပိုင်းမြို့နယ်အတွင်းမှာရှိတဲ့မာဂဒီတာစီဖုန်းတော်ကြီးတိပညာရေးကျောင်းမှာကျောင်းဖွင့်ခြင်း၊ကျန်းမာရေးနှင့်အညီပညာသင်ကြားနိုင်ရေးကျွတင်ပြင်ဆင်ဆောင်ရွက်ထားတာပဲဖြစ်ပါတယ်။အဆိုပါဖုန်းတော်ကြီးတင်ပညာရေးကျောင်းကို2008ပညာသင်နှစ်တွင်မူလတန်းအဆင့်တင်ကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး2018-2019ပညာသင်နှစ်တွင်မူလတန်းလွန်ကျောင်းအဖြစ်အဆင့်မြင့်တိုးမြင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပါတယ်။ ចောင်းသားចောင်းသူ1052ယောက်ရှိပြီးဆရာဆရာမ23ဦးနဲ့ဘုန်းတော်ကြီး3မတို့တင် जा ပေးလျက်ရှိကြောင်းသိရှိရပါတယ်။ចောင်းများဖွင့်လျာတွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများအတွင်စီစဉ်ဆောင်ရွက်ထားမှုများကိုလည်းပဌာနနိုင်ကចောင်းအုပ်ဆရာတော်တတ္ထမဇောတိကတ္တစာပဌာနနေမိန်တာကယခုလိုမှကြားခဲ့ပါတယ်။ဒီနေ့มาကြတဲ့ခါကျတော့ဘုန်းတော်ကျောင်းအနိုင်ရေးစီမံချက်တွေကျောင်းဖွင့်လျက်စီမံချက်တွေအပြင်နောက် ကြောင်းရွယ်မှာပေါ့ကိုဗစ် -19 နဲ့ပတ်သက်ပြီးတော့ဘယ်လိုထိန်းသိမ်းရမယ်လားယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ဟာစီမံချက်တွေပါဘုံဘုံလို့ဟာအစီအစဉ်တွေဆွဲရပါတယ်စီမံချက်တွေဆွဲရပါတယ်အဲ့တော့အဲ့ဒီစီမံချက်တွေမှာအဲစေတင်ကြားသူဆရာများသာမကပေါ့အဲတည်ယူရမယ်ကြောင်းသားကြောင်းသူတွေနောက်ကြောင်းသားမိဘတွေကလည်းပဲဘယ်လိုအဲ့ဒါလိုက်နာရမယ်ဆိုတဲ့ဟာကျမကြီးနဲ့ညီလိုက်နာရမယ်ဆိုတဲ့ အချက်တွေကိုပါထပ်သွင်းပြီးတော့လာစီစဉ်ရတာလေးရှိပါတယ်ဆရာဆရာမများကလည်းပဲနှာခေါင်းစီးတွေနောက်မျက်နှာကာတွေအဲတက်ဆင်တာမျိုးတွေခုံမုံတွေဆောင်ရရတာတွေနောက်ကလက်စေးပြစင်တွေနောက်တက်ဆင်ပြီးတော့စာသင်ခန်းပြည့်ရှိမှာတက်ဆင်ပြီးတော့မှခုံမုံတို့လာဆက်ပြားနဲ့လက်စေးနိုင်အောင်ဒီလိုလာစီစဉ်ရတာလေးခုံမုံတို့လာဆောင်ရထားရှိပြီးဖြစ်ပါတယ်နောက်မှလည်းပဲခုံမုံတို့ဒီအကြောင်းဝင်ထဲမှာဝင်လာတာနဲ့ဒီ အဲ6ပိတ်ရကွာပေါ့မကင်နေပြေးပြီးတော့မှသူတို့လာနေလို့ရအောင်နေတိုင်းတဲ့ကောင်မလည်း6ပိတ်กว่าနေလို့ရအောင်ဘုံဘုံတို့ဒါလေးကိုလည်းပဲဆက်ပြီးတော့ရှင်ရပါမယ်နောက်ပြီးတော့ဘုံဘုံတို့ဒီနိုင်ငံတော်ဒီစံမိုင်းဝင်ကြီးဌာနနဲ့ပညာရေးဝင်ကြီးဌာနကနေချမှတ်တဲ့ COVID-19 ဘုံဘုံတို့နဲ့ပတ်သက်ပြီးတော့ညွှန်ကြားချက်တွေရှိပါတယ်အဲ့ဒီညွှန်ကြားချက်တွေကိုလည်းပဲဘုံတို့ကဗန်နိုင်းနေနဲ့ဆွဲပြီးတော့မှအများပြည်သူတွေအကြောင်းကြီးအကြောင်းသားတွေသိရှိအောင်ဘုံဘုံတို့ကဒါတွေနဲ့လာနှိုးစော် ေးထားမှာဒါမျိုးအစီအစဉ်တွေလည်းပဲဘုန်းတို့ချမ်းမထားတာတွေရှိပါတယ်အတက်နိုင်ဆုံးပေါ့ဘုန်းတော်ကြီးတင်ပညာရေးတင်ဖြစ်နေကစားပေါ့ဘုန်းဘုန်းတို့ကဒီတင်ကြားတင်ယူတဲ့အခါမှာနိုင်ငံမှာရှိကြတဲ့ကလေးများဒီလားသူတို့ရဲ့ကလေးအခွင့်အရေးရှိတဲ့အတိုင်းပေါ့ဓာတ်တူတင်ကြားနိုင်အောင်တင်ယူနိုင်အောင်ဘုန်းဘုန်းတို့ကအကောင်းဆုံးဆောင်ရွက်ပေးနေတယ်လို့လားဘုန်းဘုန်းတို့ပြောချင်ပါတယ်ဘုန်းတော်ရှင်ပညာရေးအနေနဲ့လည်းဘုန်းတို့ကလည်းတရတာ ်ဒီပေါင်းပါဝင်ပြီးတော့အပညာရေးမှာဆောင်ရွက်ပါကြမှာဖြစ်ပါတယ်။ဆီယမ်မတ်တော့အီဆန်ကလည်းကိုဗစ် -19 ကာကွယ်ရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးယခုလိုပြောကြားခဲ့ပါတယ်။2020 2021ဒီနှစ်မှာဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေဘောနော COVID-19 ရောဂါပေါ့နော်အလိုမျိုးကာကွယ်ဖို့ကာကွယ်ပြီးတော့စတင်ကြနိုင်မှုအတွက်ပေါ့နော်ဟိုဟာ social distancing အနေနဲ့စတင်ကြတဲ့ကိုလည်းတယောက်တစ်ခုလုံးနဲ့6ပေချာစီထားပြီးတော့တင် जा ပါမယ် ပြီးရင်ကျောင်းထဲမှာလက်စေးပြင်ဆင်နေပြီးတော့အခုချိန်တိုင်းကြိယာနေပြီးရင်ဟို mask ကာကာပါတယ်ပေါ့နော်အဲ့ဒါကြီးလည်းထားရှိပြီးမှာပါဟွန်တော်ကြီးတင်ပညာရေးကျောင်းတွင်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူများအတွင်ပုံနှိပ်စာအုပ်များဗလာစာအုပ်များနေလက်စင်အသုံးစရိတ်ခွဲဝေမှုများကိုလည်းပညာရေးဝန်ကြီးဌာနမှမြို့နယ်အခြေခံပညာကျောင်းများနည်းတူခွဲဝေပံ့ပိုးပေးလျက်ရှိကြောင်း ကျောင်းများဖွင့်လှစ်ခြင်းတွင်ကျောင်းသားကျောင်းသူဆရာဆရာမများအားချက်မှတ်ရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီဖွင့်လှစ်တင်ကြားသွားမည်ဖြစ်ကြောင်းကျောင်းအတွေ့လက်ရှိပြည်စင်များအပူချိန်တိုင်းကိရိယာများထားရှိပေးထားပြီးကျောင်းကန်တခန်းတွင်20ဥနှုန်းဖြင့်စာသင်ကန်24ခန်းတွင်အထောက်ခွဲ၍တင်ကြားသွားမည်ဖြစ်ကြောင်းကျောင်းသားကျောင်းသူများစိတ်အေးရှမ်းသာစွာပညာသင်ကြားနိုင်ရေးလိုအပ်ချက်များကိုလည်းအလူရှင်များ၏ပံ့ပိုးမှုများကိုရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ရှင်။ ကျမလှလှတွေပါဒီကုမြစ်တီအစီပိုင်းမြို့နယ်ပြန်ဆင်းမှာပြပုထားခြင်းဖြစ်ပါတယ်